နေဆက်တွင်မြေမြုံမိုင်းပောက်ကွဲကထိုင်းစစ်သား၂ဦးတန်ရာရခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနဲ့ငင်းငိမ့်သဘောတူချက်ကိုဆိုင်းငံ့ကြောင်းထိုင်းဘက်ကနိုဝင်ဘာလ၁၀ရက်နေ့မှာကြေညာလိုက်ပါတယ်။တော်ဝင်ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာစစ်စာကပ်ပြည်နယ်အတွင်းမိုင်းပောက်ကွဲမှုကြောင့်စစ်သား၂ဦးခြေထောက်တန်ရာပြင်းပြထန်ထန်ရခဲ့ပြီးနောက်တဦးလည်းထိခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။အဲဒီဖြစ်ရပြီးကမ္ဘောဒီးယားနဲ့အပြည့်ရဲ့သဘောတူညီချက်ကိုဆိုင်းငံ့ကြောင်းထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူကကြေညာခဲ့ပါတယ်။ ဘောတူညီချက်တွင် ထိုင်းဘက်ကဖမ်းဆီးခံထားရတဲ့ကမ္ဘောဒီးယားစစ်သား18ဦးကိုပြန်လွှတ်ပေးရန်ချက်ပါဝင်ပါသည်။တင်းစားရှင်းလင်းပွဲမှာထိုင်းဝန်ကြီးချုပ်အနူဒင်းချန်ဝီရာကူကလုံခြုံရေးအနေနဲ့ယော့သွားပြီလို့ထင်ခဲ့တာတကယ်ကမယော့သေးဘူးလို့ပြောသွားပါသည်။ကမ္ဘောဒီးယားနိုင်ငံသားယူနီထနာဘက်ကလည်းထိုင်းရဲ့ဆုံးဖြတ်ချက်ကိုစိုးရိမ်မိကြောင်းသဘောတူညီချက်ကိုအောက်ထည့်ဖော်ရန်၎င်းတို့ကဂရိတိုင်းဆက်ရှိနေမှာဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ နေစတဲ့ရှောင်းမြေမြိုမိုင်းတင်များကို၎င်းတို့လာထောင်ထားတယ်ဆိုတဲ့စွဲချက်များကိုလည်းကမ္ဘောဒီးယားကညင်နေပါတယ်။မလေးရှားမှာထုတ်ဆိုခဲ့တဲ့၎င်းသဘောတူညီချက်အရထိုင်းကမ္ဘောဒီးယားနေစတဲ့ရှောင်းမိုင်းရှင်းလင်းရေးနဲ့လက်နက်ကြီးများရုပ်သိမ်းရေးတို့ကိုတနိုင်ငံစလုံးပြုလုပ်ရန်ချက်လဲပါဝင်ပါတယ်။ထရန်တယောက်ကြည့်ချက်ခဲ့တဲ့အောက်တိုဘာလ26ရက်ကကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ပြည်ခက်ရေးစေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲခမ်းနားတွင်လက်မှတ်မြေးထိုးမီကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က သဘောတူညီချက်အမှတ်တကယ်ဖြစ်မြောက်လာအောင်ထရန့်ရဲ့ပြက်သားစွာဥဆောင်ကြိုးပမ်းခဲ့မှုများအတွက်ကျေးဇူးတင်ကြောင်းပင်ပြောကြားခဲ့ပါသည်ထိုင်းဝန်ကြီးချုပ်ကလည်းကမ်ဘောဒီးယားနဲ့ပြည်ရဲစဲရေးအတွက်ထရက်ရဲ့ကုညီအားထုတ်မှုများကိုကျေးဇူးတင်စကားဆိုကာလက်နက်များဖေရှားရေးစစ်တပ်ဗန်းများလှုပ်ပေးရေးတို့ကိုချက်ချင်းစတင်ရမယ်လို့ဆိုခဲ့ပါတယ်။